စကားတကောမှာပြောမိလို့ဟန်ညင်ဦးရဲ့ channel မှာတတိပေးခံလိုက်ရတဲ့ဖွေဖွေ ဖွေဖွေကဇကာရီမြိုက်တာ9နှစ်ခန့်ကြာနေပြီဖြစ်ပြီးဒီနှစ်အတွင်းမှာမှနောက်ဆုံးရိုက်ကူးထားတဲ့အကြီးကြီးဆိုတဲ့ဇကာကိုရုံတင်တာပါအကြီးကြီးရုပ်ရှင်ဇကာမှာဘဲပြုတ်မပါနာကြောင့်လည်းဝေဖန်ခံရသလိုအခုလည်းဟန်ငင်းဦးရဲ့ channel မှာတတိပေးတာကိုခံနေရပါတယ်ဖွေဖွေကဟာတာရုပ်ရှင်ဇကာရိုက်ပြီးမဲ့လည်းဘဲပြုတ်တောင်းမှောက်ကြတာကိုဘဲပြုတ်ကလေးတစ်စီးတောင်မပါနာကြောင့်သူ့ကိုပေါမင်းသမီးဖြစ်ဝေဖန်ကြပါတယ်တကားလေးရိုက်ပြီးမဲ့တကားလေးနဲ့ဝေဖန်ခံလို့ဖွေဖွေကတီးမှတ်ခံနိုင်တော့ပဲအကောင့်တူ6800ဇာရီငါးပြီးတိုက်ခိုက်နေကြတယ်လို့ရှင်းသားလိုက်ပါ ါတယ်။သူ့ကိုတိုက်ခိုက်သူတွေကမုံနေကြသူတွေဖြစ်ပြီးတယောက်ကို1800နုန်းပေးထားသူတွေဖြစ်ပြောခဲ့တာပါ။ဖွေဖွေကအမှုပညာလုပ်တွေကိုနောက်ထပ်3နှစ်4နှစ်လောက်ပဲလုပ်တော့မှာဖြစ်လို့သူ့ကိုအကောင့်တူတွေနဲ့မတိုက်ခိုက်ကြဖို့အတွက်ပြောခဲ့ပါတယ်။ဖွေဖွေကအကောင့်တူတွေကို6800ဆိုပြီးပြောမိတာကတော့အမားတစ်ခုဖြစ်သွားပြီးအခုဆိုရင်ဟန်ငင်းဦးရဲ့ channel မှာတတိပေးခံနေရပါပြီ။ဟန်ငင်းဦးရဲ့ Telegram channel ကနာမည်ကြီး channel ဖြစ်တာကြောင့်ဖွေဖွေကိုပြန်တောင်းပန်ဖို့အတွက်ပရိသတ်တွေကတိုက်တွန်းနေကြပါတယ်။6800ဆိုတဲ့အတုံးလုံးကိုမကြိုက်တာကြောင့်ဟန် န်ငင်းဦးရဲ့ channel မှာဖွဖွေးကိုခေါ်ရှင်းလိုက်ကြပါအောင်ဆိုပြီးရေးသားထားတာပါဖွဖွေးရအကောင့်တူ6800ဈာဆိုတဲ့အသုံးနှုန်းကိုတော့မိနစ်အနည်းငယ်ကြာမှပြန်ပြုပြင်သွားခဲ့ပါတယ်ဒါပေမဲ့ဟန်ငင်းဦးကတော့ဖွဖွေးရဲ့ post ကိုအမိအရာရယူလိုက်တာကြောင့်ဒီအသုံးနှုန်းနဲ့ပတ်သက်ပြီးတတိပေးခံရတာပါဖွဖွေးရ drama ကားရီဆိုင်ကွင်းရင် academy လဲရသလိုဝေဖန်မှုတွေနေပေမဲ့အခုတော့အကြီးကြီးဆိုတဲ့ဇာတ်ကားကြောင့်ပဲဝေဖန်နာရီကတစ်ခုပြီးတစ်ခုဖြစ်လာပါတယ် အကြီးကြီးဆိုတဲ့နာမည်ကစီးသွားတယ်လို့ထင်ရအောင်အောင်ဖွေးဖွေးကပဲပြုတ်တောင်းမှောက်ကြတဲ့အခါမှာလည်းပဲပြုတ်ကလေးတော့မပါဝင်လို့တရုတ်ဆောင်ထားတဲ့ဖွေးဖွေးကိုရောဒရိုက်တာကိုရောပရိသတ်တွေက9000ပိုလာဝယ်ပြီးမထက်နိုင်ဘူးလားလို့မေးထားကြပါတယ်။ဇကားတကားကိုအမှုပညာချင်းတိန်းထောင်ချီရင်းနှီးထားတယ်လို့ပြောပေမဲ့ပဲပြုတ်လေးတော့မပါတာကြောင့်ဒီဇကားကနေစတင်ကပြောစရာဖြစ်သွားခဲ့တာပါ။ဖွေးဖွေးကအကြီးကြီးကြောင့်အကြီးကြီးအဆက်ကွဲသွားပြီးမြဲသူ့ရဲ့လိုအပ်ချက်တက်ပရိသတ်တွေကိုတောင်းပန်တာလည်းမရှိခဲ့ပြီးရည်စရာရှိရင်ရှိလိုက်ငိုစရာရှိရင်ငိုလိုက်ဆိုပြီးဖြည့်ရှင်းထားခဲ့ပါတယ်။ ်ဖွေးဖွေးအတွက်တော့အကြီးကြီးရုပ်ရှင်ဇာကားကအမှုပညာလုပ်တွေကိုနားပြီးမှပြန်လည်ဆိုင်ကူးတဲ့ဇာကားဖြစ်ပြီးပရိသတ်တွေအားပေးဖို့လည်းမျှော်လင့်ထားပေမယ့်ဝေဖန်မှုတွေကိုခံနေရတာကြောင့်6800အကောင့်တူဆိုပြီးပြောခဲ့တာပါသူရဲ့လိုအပ်ချက်ကိုမတောင်းမန်တဲ့အပြင်ဝေဖန်သူတွေကို6800ဇာလို့ပြောမိရကနေပြည်ထနာကပို့ရှုပ်ထွေးသွားစေပါတော့တယ် နာမည်ကြီးမင်းသမီးဖြစ်တဲ့အပြင်တနစ်မှာတကားပင်ရိုက်တာကိုဝေဖန်လို့ဖွဖွေးလေးဖြစ်ရှင်းမိညာကလည်းစကားအတုံးနှုံးကမှားသွားခဲ့တာပါရှင်းလီရှုံလီဖြစ်နေတာကြောင့်6800ဇာလို့ပြောမိညာကလည်းအခုတော့ဟန်ငင်းဦးကလည်းဖွဖွေးကိုတတိပေးနေပါပြီဒါကြောင့်ဖွဖွေးတယောက်တကယ်ပင်အထင်းသိမ့်ခံရမလားတောင်းပန်ရုံနဲ့ကြည်အေးသွားမလားဆိုတာသူရဲ့ပရိသတ်တွေကစိတ်ပူနေရပါတယ်ဆိုရှယ်မီဒီယာခေတ်ကြီးမှာစကားတခွန်းမှားတာကလည်းဘဝကိုပြောင်းလဲသွားစေနိုင်လို့ဖွဖွေးကတော့ဟန်ငင်းဦး channel မှာပါလာခဲ့ပါပြီ စကားတကောမှသွားလို့တတိပေးခံနေရတဲ့ဖွေဖွေပေါ်ပရိသတ်ကြီးအနေနဲ့ရောဘယ်လိုတွေမြင်မိလဲဆိုတာကောမန့်မှာရှင်းသွားပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်